မင်္ဂလာပါရှင်။ဇွန်လ၄ရက်ဗုဒ္ဓဟူးနေ့အတွက်ရွှေရံကုန်းရဲ့လှုပ်လှုပ်ရှားရှားရံကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဦးစွာတင်ဆက်ပေးမှာကတော့တာဂိတသွားနေကတွင် အထုကုစေယုံတွင်တက်ကြီးပိုးပွားများသွားချမ်းမာရေးစစ်ဆေးကုသပေးတဲ့သတင်း။ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနယ်ကုသရေးဦးစီးဌာနရန်ကုန်တိုင်းမိခင်နှင့်ကလေးဆောင်ရှာမှုကြည်ကြရေးအဖွဲ့တို့ပူးပေါင်းပြီးရန်ကုန်တိုင်းဒေသကြီးအတွင်းရှိတကုံမြို့သေးခရိုင်အလုံခရိုင်တိုက်ကြီးခရိုင်တင်ငန်းကျောင်းခရိုင်နှင့်ဘိုးတထောင်ခရိုင်များမှတက်ကြီးပူပါများအားကျန်းမာရေးစစ်ဆေးခြင်းအန်ကိုက်ပြုလုပ်ခြင်းများကိုဇွန်လ3ရက်နေ့နေ့ပိုင်းကတာကေတာမြို့နယ်ခုနှစ်အရှိရွယ်ရှိသွားနေကရင်အထူးကိုစေယုံတွင်ဆောင်ရွက်ပြေကြောင်းသိရပါသည် အခုလိုဆောင်ရွက်ပေးရရင်ဒဂုံမြို့တဲ့ခရိုင်မှာ၈ဦးအလုံခရိုင်မှာ၂ဦးတိုက်ကြီးခရိုင်မှာ၂ဦးတင်ငန်းကျုံခရိုင်မှာ၆ဦးဘူတထောင်ခရိုင်မှာ9ဦးတို့အောင်အကန့်များပြုလုပ်ပေးကြပါရစေ။ ဈာမရင်ဆောင်ရွက်ပေးရသူရန်ကုန်တိုင်းဒေသကြီးမိခင်နေကလေးဆောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အတွင်ရေးမှူးဒေါက်တာရင်ငိမ့်ထွန်းနဲ့အဖွဲ့ဝင်များရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရအဖွဲ့အတွင်ရေးမှူးဒေါ်အေမာဦးခရိုင်နယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနဲ့အဖွဲ့ဝင်များတာဂီတာမြို့နယ်အထူးကိုစေယုံအုပ်ကြီးဒေါက်တာမိုးတီရာထွေငါးခရိုင်မှာမိခင်နေကလေးဆောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများနဲ့အဖွဲ့ဝင်များမြို့နယ်မိခင်နေကလေးဆောင်ရှောက်ရေးအသင်းဥက္ကဋ္ဌများနဲ့အဖွဲ့ဝင်များကလည်းလည်တရှိအပေး ပြီးမုံနယ်ရေသန်းများဝင်ငါကြကြောင်းသိရပါဗျ။ဒီသတင်းကိုတော့ခင်ဝင်းကပေးပို့ထားပဲဖြစ်ပါရဲ့ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ခီးသွောဝင်စားမှု platform Massrite ကို တန်လင်းတွင် စတင်မိတ်ဆက်တဲ့သတင်း။ရန်ကုန်တိုင်းဒေသကြီးတန်လင်းမြို့နယ်တွင်လူစည်းသုံးမင်းရင်အစည်းတရာခံဖြင့်ခေမီနီပညာအခြေပြုခရီးသွားဝန်ဆောင်မှု platform Massrite စတင်ပြီလို့သိရပါဗျ။ခရီးသည်များဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်တဲ့အစူပါ platform မှာ Masra Application Platform ဖြစ်ပြီးမိတ်ဆက်ပွဲကိုဇွန်လ၂ရက်မနက်ပိုင်းကတန်လင်းမြို့နယ်ဘူကျုံနေဝင်လမ်းမကြီးမြို့ဟောင်းအလေရက်ကွယ်ရှိ Jure Event Management ခြံဝင်အတွင် ပြုလုပ်ခြင်းဖြစ်ကြောင်းနဲ့ Masra ဟာခေမီနီပညာအခြေပြုခရီးသွားဝန်ဆောင်မှု Platform တစ်ခုဖြစ်ကာအင်ဒိုနီးရှားနိုင်ငံတွင်စတင်ခဲ့တဲ့ Platform ဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။ထမတင်ဆက်ပေးမှာကတော့စောင်းစီအခြေခံလကားညွန်စေနှုံငွေကျပ်80ကျဆင်းတဲ့တဲ့ ဇွန်လ2ရက်မှ10ရက်အထိရောင်းချရမယ်။စောင်းစီရောင်းဝန်ထိုင်းစီအခြေခံလက္ခဏာရည်ညွှန်းစီနှုန်းမှာတပိတ်သားလင်း6330ကျပ်ဖြစ်သောစားသုံးစီတင်သွင်းသူလောင်းဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကအသေးပေးထုတ်ပြန်ထားပါတယ်။စောင်းစီအဓိကထုတ်လုပ်တင်ပို့တဲ့အင်ဒိုနီးရှားနဲ့မလေးရှားနိုင်ငံတို့မှမြန်မာနိုင်ငံသို့ CIF စနစ်အရာတင်သွင်းနေတဲ့စောင်းစီစီနှုန်းမှာ2025ခုနှစ်ဇန်နဝါရီလမှစတိုက်ကြဆင်းလာရပြီးခဲ့တဲ့တပတ်တာကာလဖြစ်တဲ့မေလ26ရက်မှ ဆိုလာတရအထိရောင်းချရမယ်ရည်ညွှန်းစဉ်တို့မှာငွေကျပ်6390ဖြစ်ပေါ်ခဲ့တဲ့အတွက်ရခုတစ်ပတ်တွင်80ကျပ်မြောက်ကျဆင်းခဲ့ကြောင်းသိရပါရရှင်ပရိသတ်များရှင်ကျမတို့ရှန်ကုန်မီဒီယာကနေရှန်ကုန်တိုင်းဒေသကြီးတွေမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင့်တင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များကိုကျေးဇူးတင်ရှိပါတယ်ရှင်။